ဒီနေ့ဗီဒီယိုလေးကတော့ Class of Clan က free ပေးတယ်။ဘောင်ငါးလုံးကိုဘယ်လိုယူအောင်လဲဆိုတာကိုမသိတဲ့သူလေးတွေအတွက်ပြပြပေးတော့မှာပဲဖြစ်ပါတယ်ဗျ။အရင်ဆုံးအနေနဲ့ Brother တို့ကဒီပုံစံလေးဝင်လာမယ်ဆိုလို့ရှိရင်ဒီနောက်ကစာရွက်လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီအောက်ကကျွန်တော်ဒီ Shop Bin နားမှာဒီစာရွက်ပုံစံလေးနှိပ်ရွက်ရှိပါတယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျ။ နေလိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါမျိုးပုံလေးပေါ်လာလိမ့်မယ်။တခါကျလို့ရှိရင်လည်း community ကိုထောက်မိလေထောက်မိနေမယ်။တိတ်မောင်တော့ကနေယူလေးကိုနှိပ်ပြီးတော့မှထောက်ပေးရမှာဖြစ်ပါတယ်။ပြီးတော့ဒီမှာကျွန်တော်တို့ဒီပေါ်လေးမှာ new store လေးရှိတယ်။ပြီးတော့ဒီမှာဘောက်ပုံစံလေးနေပါတော့ကျွန်တော်ဖောင်ငါးလုံးဒီမှာ free ပေးလိုက်ဆိုပြီးတော့သူကရေးထားပေးတာဖြစ်ပါတယ်။တိတ်မောင်တော့ဘာမှမလုပ်ဖွင့်နဲ့အဲ့ဒါလေးကိုနှိပ်ပေးလိုက်ရုံနဲ့ပေါက်ရမှာဖြစ်ပါတယ်။အဲ့ဒါလေးတစ်ချက်နှိပ်မယ်။ပြီးတော့ကျွန်တော်တို့ဒီမှာ clean ဆိုပြီးတော့အစိမ်းရောင်လေးကိုနှိပ်ပေးလိုက်မယ်ဗျ။ဒါဆိုရင်တော့ဘောင်ငါးလုံးက okay လေးနှိပ်ပြီးတော့တန်းပြီးတော့မှဖောက်လို့ရမှာပဲဖြစ်ပါတယ်။ကဲကိုဘောတော့ကောင်းကောင်းကကမမမရနိုင်ဘူးเนาะလောလောဆယ်တော့ဒီ magic item အစ်စ်ကလေး ေးပဲရတာပဲဖြစ်ပါတယ်အဲ့တော့တိမ်မောင်တို့လည်း scan နေဖြစ်ဖြစ် equipment တွေပဲဖြစ်ဖြစ်ပေါက်ကြပါသေးဗျာဒါကိုဘောကမသိတဲ့သူတွေတလာပြီးတော့ပြပြပေးတာပဲဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ဒီမှာလည်းတနေ့ကိုဘောက်သုံးလုံးရမှာနော်သွားတိုက်လို့ရှိရင်ဘောက်လေးသုံးလုံးရမှာဖြစ်ပါတယ်တပွဲကိုတစ်လုံးနဲ့သုံးပွဲတိုက်ပြီးတော့မှတနေ့ကိုသုံးလုံးသုံးလုံးယူလို့ရတာပဲဖြစ်ပါတယ်ဆောနာကပြီးတော့ဘောက်၅လုံးနဲ့ဆိုတော့တိမ်မောင်တို့၈လုံးတစ်ခါလဲဖောက်လို့ရမှာပဲဖြစ်ပါတယ်ဗျာ